โอเคမင်္ဂလာပါဗျဒူရီ KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ တို့မနေရဆိုလဲပေါ့နော်ကျွန်တော် break line လည်းရှိတယ်နှစ်ပိုင်းလည်းတွေ့ထားတာပေါ့နော်ကျွန်တော်ဒါပေမဲ့ရွေးချယ်မှုမှဆိုတာပေါ့နော်ကျွန်တော်က73 break ကိုကြတော့အပြည့်မချုပ်လိုက်တာပေါ့နော်ကျွန်တော်ခွန်း2တုံညာကီကိုကျွန်တော်နှစ်ခွန်းလေး break ကိုပဲဦးစားပေးပြီးတော့ချုပ်လိုက်တာဗျအဲ့ဒါကြောင့်လွဲသွားတာပေါ့နော်နူးနူးရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဘာကြေးတာကြီးသွားပါတဲ့ဟုတ်ကဲ့ပါဗျနော် တဲမင်အောင်နဲ့ညောင်းနေတာညီလေးရတဲ့ဟုတ်ကဲ့ပါဗျာရဲလွန်မိုးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ဝန်ထုံးနဲ့မင်္ဂလာပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်လည်းကျွန်တော်ရွေးချယ်မှုပေါ့နော်မနေ့ကဆိုရင်ကျွန်တော်နှစ်ပိုင်းလည်းရှိတယ်ဘရိတ်ဒီကျွန်တော်8-3ဘရိတ်လို့လည်းရှင်းပြလိုက်တယ်ပေါ့နော်မနေ့ကတော့ line တွေကဝါးနေတာဖြစ်တဲ့အတွက်တော့ကျွန်တော်ဘရိတ် line ကိုတော့မပြမိလိုက်ဘူးပေါ့နော်ဟုတ်ကဲ့ပြဒီနေ့မှလည်းကျွန်တော်ဝမ်းကျင်းနှစ်ချိန်တွဲရင်ပြီးပေါက်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီဝမ်းကျင်းလေးတွေဒီမှန်ကန်နေတာဖြစ်တယ် ပြကြရင် brain နဲ့လည်းကျွန်တော်တွေ့ရှိထားတဲ့ brain နဲ့လည်းထပ်တူကြရတယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နေတတ်မှုရှိမှလည်းသုံးပါဗျတဲမေရောနော်ဟုတ်တယ်တဲ့လိုင်းမကောင်းတာတဲ့ဥချူတဲ့မျက်စင်းမခတ်ဘူးလားတဲ့မျက်စင်းကခတ်ပါလေဗျာနော်ဟုတ်လေနိုင်တဲ့ယုံကြည်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာ တော့ဒီမှာ3ရက်2ရက်6ရက်ပေါ့เนาะဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရက်ပါဝါတီကို4 6ဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီမှာ4 6အချိန်မှာ60ထွက်တော့ကျွန်တော်တို့6ထီတယ်ဗျနောက်တစ်ပင်ဒီ6ရက်3ရက်ပေါင်းခြင်းဒီနှင်းနှစ်နဲ့ဒီရခွန်းနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်းဒီလည်း6ဖြစ်လို့6ရက်ပါဝါတီ4 6 4ဒီလည်းကျွန်တော်ဒီမှာအချိန်မြတ် တော့ဒီမှာ6လေးအချိန်မှာလဲ3ည6ထွက်တော့6ထီတယ်ဗျမင်းနိုင်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုကျောဒီမှာလဲနောက်တစ်ပင်ပေါ့နော်9ရဲ့3ည8ရဲ့ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါတီနဲ့ခွန်နှစ်တီလဲကျွန်တော်တို့ဒီမှာအချိန်ဗျတော့ဒီမှာခွန်နှစ်အချိန်မှာလဲ၄နှစ်ထွက်တော့နှစ်ထီတယ်ဗျ ကြော်ဒီမှာလဲနောက်တစ်ပြင်ပေါ့နော်နောက်တစ်ပြင်ဒီလဲ3ရေ6ရေဒီရ2ရေဒီ3လုံးပုံချင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 1 6ဒီကျွန်တော်တို့ဒီမှာအချိန်ပြဒီ1 6အချိန်မှာလဲ3ည6ထွက်တော့6 ठी လေဗျပေးမိညမာရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ အလုံးမဲ့နားလည်းမလူလည်းထင်တယ်ပေါ့နော်ဒါဆိုကျတော့ဒီမှာနောက်တစ်ပင်ဒီ၄ရဲ့2ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက9နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့ပါဝါဒီ8 3 8ဒီကျွန်တော်တို့ဒီမှာအချိန်မြ။ဒီ3 8အချိန်မှာကျွန်တော်တို့8 1ဆိုတော့8ထီရပေါ့နော်မနေ့ကဆိုရင်ကျွန်တော်3 8အချိန်နဲ့2ခွန်အချိန်နဲ့တွဲတာပေါ့နော်ဒါပေမဲ့ break ဟိုပြတ်သွားတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ1ချိန်လေးဒီ3ရဲ့6ရဲ့9ရဲ့ ဒီ၃လုံးပေါင်းခြင်းဒီ၅ဖြစ်လို့၅ရဲ့ပါဝါဒီ၃ညာ၅၃ညာဒီကျွန်တော်ဒီနေ့မှာ1 chain လေးပေါ့နော်ဆက်ပေးမယ်ဆိုရင်တော့၅၃ညာအချိန်ပါဗျအဖုံကြီးရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ဆက်ပေးမယ်ဆိုရင်တော့ဒီမှာဒီ9တုံညာအချင်းလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီအပင်မှာစပြီးတော့မှန်ခဲ့တဲ့1ချင်းလေးပေါ့နော် တော့ဒီမှာဒီ90ရာစပြီးတော့မှန်ခဲ့တဲ့ဝမ်းကျင်းလေးလဲကျွန်တော်တွက်ပြမယ်ပေါ့နော်တော့ဒီမှာ9ရဲ့9ရဲ့ D ရဲ့9ရဲ့ D 3လုံးပေါင်းခြင်းဒီ5ဖြစ်လို့9ရဲ့ပါဝါဒီ3ညာ9 3ညာဒီကျွန်တော်ဒီမှာအချက်မြတ် တော့ဒီမှာ9တုံညာအချိန်မှာတုံညာ9ဆိုတော့ကျွန်တော်တို့တုံညာထိတယ်ဒီမှာတော့1ချိန်2ချက်မတူဘောနော်9လေးအချိန်9တုံညာအချိန်ကျော်ဒီမှာအပြီးပေါက်ပေးတယ်ဒီကတုံညာဒီက9နဲ့တုံညာ9ဆိုပြီးတော့ထွက်တယ်ဗျာဒီလိုမျိုးတွေ့တဲ့မင်္ဂလာပါတဲ့မူမူတန်းနဲ့တုံညာကောင်းလားတဲ့ကျွန်တော်1ချိန်ထဲမှာတော့တွေ့တယ်တွေ့တယ်ဗောနော်ကျွန်တော်တော့ဒီမှာတော့ကျွန်တော်အခုတွေ့ထားတဲ့ key ကိုကျွန်တော်ဗရိတ်နဲ့လဲချုံတော့ဗောနော် ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီ9ရဲ့3ရရဲ့8ရဲ့ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှင်းခွန်နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြကျော်ဒီမှာခွန်နှစ်အချိန်မှာလဲ၄နှစ်ဆိုတော့ကျွန်တော်နှစ်ထီတယ်ပေါ့နော်ကျော်ဒီမှာဆိုရင်ခွန်နှစ်အချိန်ခွန်နှစ်အချိန်မှာနှစ်ပိုင်းပေးပြီးတော့၄နှစ်ဆိုပြီးတော့ထွက်တယ်ဗျခိုင်တောင်ဝဲနဲ့ရှစ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျော်ဒီမှာ နောက်တစ်ပင်ဒီ3ရဲ့4ရဲ့ဒီရက်2ရဲ့3ရက်4နှစ်ပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါတီတီ6တက်တီလဲကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ6တက်အချိန်မှာ3ရက်6ဆိုတော့6ထီတယ်ဒီမှာလဲကျွန်တော်တို့1ချိန်ဒီ6အချိန်6တက်အချိန်မှာကျွန်တော်တို့6ပိုင်းပေးပြီးတော့3ရက်6ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တစ်ပင်ဒီ၄ရဲ့၃ရဲ့ဒီရက်ခွန်ရဲ့ လေးတုံညာခွန်ပေါင်းချင်းဒီတစ်ဖြစ်လို့တည့်ရဲ့ပါဝါဒီ6တစ်6ဒီကျွန်တော်ဒီမှာအချိန်များဒီမှာကျွန်တော်တစ်6အချိန်မှာ8တစ်ထွက်တော့တစ်ထီတယ်ဒီမှာဆိုလဲကျွန်တော်1ချိန်2ချိန်ဒီမတူဘူးပေါ့နော်3ရှစ်အချိန်တစ်6အချိန်မတူတဲ့အချိန်မှာကျွန်တော်တို့အပြီးပေးတယ်ဒီရ8ဒီရ8နဲ့8တစ်ဆိုပြီးတော့ပေးတယ်ဗျာ ဒီအပေါ်ပြမှာဆိုရင်ကိုလေးအချင်း၅၃ညာအချင်း၁ချင်း၂ချင်းမတူတဲ့အချင်းမှာလဲကျွန်တော်တို့အပြီးပေးတယ်ပေါ့နော်၃ညာ၉ဆိုပြီးတော့ပေးတယ်ဒီမှာဆိုရင်ခွန်းနဲ့အချင်းခွန်းနဲ့အချင်းတူတာမှာတော့ကျွန်တော်တို့နှစ်ပိုင်းပေးပြီးတော့၄နှစ်ထွက်တယ်ဒီမှာ၁၆အချင်း၆တဲ့အချင်းတူတာမှာလဲကျွန်တော်တို့၆ပိုင်းပေးပြီးတော့၃ညာ၆ထွက်တယ်ဗျတော့ဒီမှာဆိုရင်38အချင်း16အချင်းပေါ့နော်ကျွန်တော်တို့1ချင်း2ချင်းဒီမတူရင်အပြည့်ပေါက်ပေးနေတာတွေ့ရတယ်ကျွန်တော်ဒီရ8ဒီရ1နဲ့8 1ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျော်ဒီမှာ၃ညရဲ့၈ရဲ့၉ရဲ့ဒီ၃လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှင်းခွန်နှစ်ဒီကျော်ဒီမှာအချိန်မြဒါဆိုကျော်ဒီမှာ၅၃ညအချိန်ခွန်နှစ်အချိန်ဆိုတော့၁ချိန်၂ချိန်ဒီတော့မတူဘူးပေါ့နော်အဲ့တော့ဒီမှာ break တိုင်းလေးပြပေးမှာပေါ့နော်ဒီမှာတော့ တော့ဒီမှာဗရိတ်တိုင်းလေးမပြခင်မှာပေါ့နော်ဗရိတ်တိုင်းလေးမပြခင်မှာကျွန်တော်တို့ဒီဟောပေါ့နော်ဝမ်းကျင်းဒီလဲမှန်ကန်နေတဲ့ဝမ်းကျင်းဖြစ်တဲ့ကျွန်တော်ဒီမှာ9ရက်9ရက်ခွင်ရပေါ့နော်ဒီ3လုံးပုံကျင်းဒီကျွန်တော်တို့9ဖြစ်လို့9 3ညာအချိန်ပေါ့နော်9 3ညာအချိန်မှာ3ညာ9ဆိုတော့3ညာထီတဲ့နောက်တစ်ပင်ဒီ9ရက်ခွင်ရ8ရက်ဒီ3လုံးပုံကျင်းဒီ4ဖြစ်လို့4 9အချိန်မှာလဲ4နှစ်ဆိုတော့4ထီတယ်ဗျာ နောက်တစ်ပင်ဒီ၃ည၈နှစ်ပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညပါဝါ၅၃ည၅အချိန်မှလည်း၃ည၆ဆိုတော့၃ညထီတယ်နောက်တစ်ပင်ဒီ၄ရက်၂ရက်ခွန်ရက်ဒီ၃လုံးပေါင်းခြင်းဒီ၃ဖြစ်လို့၃ပါဝါ၈၃ရက်အချိန်မှလည်း၈တက်ဆိုတော့၈ပေါ့နော်ဒီ1ချိန်ဒီလည်းကျွန်တော်တို့မှန်ကန်နေတဲ့1ချိန်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာ၃ညရက်ခွန်ရက်၉ရက်ဒီ၃လုံးပေါင်းခြင်းဒီ၆ဖြစ်လို့၆တက်အချိန်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ ဒီ1ချိန်2ချိန်ကတော့အဓိကယူမှာပေါ့နော်ကောဒီမှာပြည်သည်တုံညရဲ့6ရဲ့2ရဲ့ဒီ3လုံးပုံချင်းဒီတက်ဖြစ်လို့တက်ရဲ့ပါဝါဒီ6တက်6ဒီကျော်ဒီမှာပြည်ပြ တော့ဒီမှာတုံညာကိုနှစ်ပေါင်းချင်းဒီတက်ဖြစ်လို့တက်ပါဝါဒီ6တက်6ဒီကျွန်တော်ဒီမှာပရိတ်ပေါ့နော်တက်6ပရိတ်မှာ၄နှစ်ဆိုတော့ကျွန်တော်တို့6ပရိတ်ထွက်တယ်ဒီမှာဆိုကျွန်တော်တို့ခွနဲ့အချင်းခွနဲ့အချင်းပေါ့နော်ဒီခွနဲ့အချင်းကိုတက်6ပရိတ်ရအောင် တွဲရင်ကျွန်တော်တို့နှစ်နဲ့6ပရိတ်ဆိုရင်၄နှစ်ဆိုပြီးတော့ပါမယ်ဗျဒါဆိုကြောဒီမှာလဲနောက်တစ်ပြင်ပေါ့နော်၄ရဲ့2ရဲ့ပုံချင်းဒီ6 6နဲ့ဒီက3ညနဲ့ပုံတော့6 ဒီသုံးလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ6တက်ဒီကျွန်တော်ဒီမှာပြိပြဒီမှာလဲကျွန်တော်တို့6တိပြိတ်မှာလဲ3ည6ဆိုတော့ကျွန်တော်တို့6ပြိတ်ပေါ့နော်ဒီမှာဆိုလဲ1ချင်းဒီ16အချင်း6တိအချင်းဆိုတော့6တိအချင်းကိုကျွန်တော်တို့6တိပြိတ်ရအောင်တွဲရင်6နဲ့6ပြိတ်ဆိုရင်3ည6ဆိုပြီးတော့ပါမယ်ဗျာ ဒါဆိုရင်ကျောဒီမှာနောက်တပင်ပေါ့နော်3ရဲ6ရဲဒီရ3ရဲ3 63ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီလေး6လေးဒီကျောဒီမှာပြိတ်ပြတော့ဒီမှာ6လေးပြိတ်မှာ8 1ဆိုတော့ကျွန်တော်တို့6ပြိတ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်တို့38အချိန်16အချိန်မှာတော့ပြီးပေးသွားတာပေါ့နော်ဘရိတ်က6လေးဘရိတ်ဆိုတော့ကျွန်တော်တို့ဒီမှာ8တက်ဆိုပြီးတော့ပေးတယ်ဗျဒီနေ့မှာလည်းဒီဘရိတ်လိုင်းလေးရက်ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ ရှေ့ရဲ့တဲ့ရဲ့ပေါင်းချင်းဒီကိုကိုနဲ့ဒီရဲ့ရှင်းနဲ့ပေါင်းတော့ခွန်းဒီသုံးလုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတီနဲ့ခွန်းနဲ့ဒီကျွန်တော်ဒီမှာ break ပြ break အပြည့်ယူမယ်ဆိုရင်တော့ကျွန်တော်တို့ခွန်းနဲ့တုံညာဒီ break ပေါ့နော်အားလုံးပဲဒါလေးလဲနားလည်မယ်လို့ထင်ပါတယ်ဗျဟိန်တန်ဝင်းနဲ့ break အမြင့်မှန်နေတော့တဲ့ဒါလည်းကျွန်တော်ဖြစ်နိုင်တာလေးတွေကိုတွေ့ပြပေးခြင်းဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်တိုက်ဆိုင်ပြီးမှန်ကန်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ကျော်ဒီမှာဒီ9တုံညာအချိန်ခွန်းနဲ့အချိန်တွဲရင်ကျွန်တော်တို့ ငါးခွန်ဆိုတဲ့နှစ်ပရိငါးနှစ်ဆိုတဲ့ခွန်ပရိတုံညာခွန်ဆိုတဲ့ခွန်ပရိတုံညာနှစ်ဆိုတဲ့နှစ်ပရိပေါ့နော်ဒါဆိုကျွန်တော်ဒီမှာအစောနာကျွန်တော်ရှင်းပြတယ်တုံညာခွန်၉ပေါင်းချင်းဒီ၆ဖြစ်လို့၆တက်အချိန်လည်းရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်၆တက်အချိန်ကိုလည်းကျွန်တော်ကြိုက်တဲ့ခဏလေးတွေနည်းနည်းထည့်ပေးမယ်ပေါ့နော်ကိုမတို့ကြိုက်နှစ်တက်ရင်တော့၃မြတ်ဒီနေရာမှာကျွန်တော်တို့မနေ့ရက်ဆိုရင်ကျွန်တော် key ပြခဲ့တာပေါ့နော်မနေ့ရက် key ကကျွန်တော်တို့16ခွန်ပေါ့နော်ဒီ3လုံးပေါင်းချင်း10ဖြစ်လို့ နော်တစ်ချောက်ခွန်ပေါင်းကျင်းတီလေးဖြစ်လို့ကျွန်တော်တို့ဒီမှာဆိုရင်၄၉နှစ်ကီမှာ၃၉ဆိုတော့၉ထီတယ်နောက်တစ်ပင်ဒီ၉နှစ်၈ပေါ့နော်ဒီ၃လုံးပေါင်းကျင်း၉ဖြစ်လို့၉လေး၆ကီမှာလည်း၄နှစ်ဆိုတော့၄ထီတယ်ဗျနောက်တစ်ပင်ဒီခွန်း3ညာနှစ်ပေါင်းကျင်းဒီ6ဖြစ်လို့6လေး6ကီးမှာလဲ3ညာ6ဆိုတော့6ထီတယ်ဗောနော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ8 3ခွန်းပေါင်းကျင်းဒီ8ဖြစ်လို့ ပြောဒီမှာ831 key ဆိုပြီးတော့မနေ့ကတော့ပြောခဲ့တယ်ဗောနော်831 key ရှိတယ်38အချင်းရှိတယ်ဖြစ်တဲ့အတွက်ကျွန်တော်38အချင်းဒီမနက်ပိုင်းမှာပိုရေးကောင်းတယ်လို့ရှင်းပြခဲ့တယ်ပေါ့နော်။ဒါဆိုကျွန်တော်ဒီမှာဒီ key line ဆက်ပေးမယ်ဆိုရင်2ရ8ရ9ရဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့6လေး6 key လည်းရှိထားတယ်။ပြီးတော့6တဲ့အချင်းလည်းရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့မှလည်း6လေးအမြန်ပို့ပြီးတော့အကောင်းမလားပေါ့နော်။ ကျော်မိုဘိုင်းနဲ့ကောင်းပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ခုမနဲ့တက်ကြိုက်လားဗျာတဲ့ကျော်6တက်အချိန်လေးရှိထားတာဖြစ်တဲ့အတွက်တက်လည်းကောင်းပါတယ်ပေါ့နော်ကျွန်တော်ဒီမှာကဏ္ဍလေးမနေ့ရက်ကျွန်တော်နှစ်ကွက်လောက်ခြံခဲ့တာပေါ့နော်မနေ့ရက်ကျွန်တော်ခြံခဲ့တာဒီနှစ်6ရက်9နှစ်ရက်ဆိုပြီးတော့ခြံခဲ့တာဖြစ်တယ်ဗျကျွန်တော်တွေးရှိထားတဲ့ပရိနေဆိုရင်အမှန်ကတော့အဲ့ကဏ္ဍနေမှာထည့်ပေးရမှာပေါ့နော်ဒီနေ့မှတော့ကျွန်တော်ကဏ္ဍကို10ကွက်လောက်တော့ထုတ်ပေးလိုက်မှာပေါ့နော်အကူမတို့အကြိုက်ပါရင်တော့လည်းသုံးပါဗျာ ော့ဒီနေ့မှာ break line လေးပေါ့နော်ဒါလေးကတော့ကျွန်တော်ဖြစ်သွားနိုင်မလားပေါ့နော်ဒီ break line လေးကတော့ open to break လေးပါဗျာကျွန်တော်ဒီမှာဒီက6ရဲ့2ရဲ့ပေါ့နော်6နှစ်ပေါင်းခြင်း1ဖြစ်လို့1 power 6 1 6 break မှာ6 break ထွက်တယ်ပေါ့နော်ဒီမှာလည်းနှစ်ခွန်ပေါင်းခြင်းဒီ6ဖြစ်လို့6လေး break မှာကျွန်တော်တို့6 break ထွက်တယ်ဒီ break line ရဲ့ set ပြမယ်ဆိုရင်69ပေါင်းခြင်း5ဖြစ်လို့533ဒီလေ break ဖြစ်သွားနိုင်တာပေါ့เนาะအဲ့တော့ဒီမှာတော့3 break တော့ကျွန်တော်မထည့်တော့ဘူး တော့ဒီမှာကဏ္ဍစီးပေးထားတယ်ပေါ့နော်ကိုမတို့အကြိုက်ပါရင်တော့လည်းသုံးပါဗျဒီမနေ့ကကြီးချိန်မကောင်းဘူးလားတဲ့ဒီကြီးလိုင်းကလည်းကျွန်တော်တို့မှန်ကန်နေတဲ့ကြီးလိုင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာတော့ ီကီလန်ရလည်းမှန်မယ်ကျွန်တော်တွေ့ရှိထားတဲ့ဝမ်ဂျန်ရလည်းမှန်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာဖြစ်နိုင်တာလေးတွေတော့ခဏလေးတွေရွေးချယ်ပြီးတော့စီပေးထားတော့ပေါ့နော်ထပ်ပြီးတော့ဖြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဗရိတ်ကလည်း69ပေါင်းချင်း5ဖြစ်လို့933ဗရိတ်ကဖြစ်သွားနိုင်မယ်ဆိုရင်ကျွန်တော်တို့ကခွန်6ရဲ့1နှစ်ရဲ့ဆိုပြီးတော့ထည့်ပြီးတော့ထည့်တင်တယ်ပေါ့နော် ဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်တွေ့ပြတဲ့ကဏ္ဍလေးဒီပေါကဏ္ဍလေးဖြစ်ပါစေပြအကိုမတို့ကြိုက်တဲ့ကဏ္ဍဒီလည်း၁၂နာရီတမိနဲ့ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ပြကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့တည်းတဲ့ကိုမတို့ကလည်း subscribe နဲ့ပြဖို့တောင်းဆိုပါတယ်ပြအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ